ကျွန်တော်စာရေးသူသည်ဒို့သို့ကိစ္စတစ်ခုနှင့်သွားရောက်ခဲ့ဖူးပါ रे ထိုနေရာတွင်ကျွန်တော်၏တငယ်ချင်းပြည့်သူလည်းရှိတော်ကြောင်းသူ၏အိမ်သို့ခဏတာဝင်ရောက်လဲပခဲ့ပါ रे စာရေးသူမင်းလာမဒို့သို့ရောက်ရှိခြင်းကမနေ့၈နာရီကြော်ကန့်တာရှိလေပါ रे တငယ်ချင်းဖြစ်သူကလည်းဝမ်းမြောက်ဝမ်းသာကြိုးစို့လေလိုလေသေးမရှိအောင်ကော်ဖီနဲ့မုံများကိုအဲ့ခံကြွမွေအဲ့ဟုပြုတ်ရှာပါ रे ကျွန်တော်လည်းတငယ်ချင်းဖြစ်သူနဲ့စကားစမိပြောနေစဉ်သူ၏အိမ်မှာအသက်90ရွယ်ဦးလေးကြီးနဲ့ဦးသည်ယမနီကရွာထဲတွင်ရံဖြစ်သည့်အကြောင်းကို ပြောဆိုညင်းခုန်နေကြသည်ကို အမတ်တမဲကြားလိုက်မိပါ रे ကျွန်တော်လည်းသူတို့နှစ်ဦး၏စကားထဲတွင်ဒီကောင်လေးတွေမိုက်တယ်ဆိုတာချစ်ပွေးကြီးကိုမမိသေးပါဘူးကွာဟုတ်သည် စကားကြောင့် จิตบวยအကြောင်းကိုသိကျင်စေပြင်းပြသွားလေပါတယ်ထို့ကြောင့်จิตบวยဟူသည့်လူမိုက်ကြီးအကြောင်းကိုတငယ်ချင်းဖြစ်သူအားမေးမြန်းကြည့်ရမှာတငယ်ချင်းဖြစ်သူကလူမိုက်ကြီးจิตบวย၏အကြောင်းကိုသူသိသလားပြောပြလေပါတယ်ထို့ကြောင့်ရများမှာဟဲ့ကောအညာသာဒီဝိုင်းကိုထမ်းရည်တမြူနဲ့ကြွက်ကြော်တပကံချပိစံကွာတောင်ကလေး ရွာနောက်ဖက်ထန်းတော်နဲ့တွင်မိုးရေတောင်းကြနေသောဖိုးဆန်ရွာသားငလရဲ့အသံအော်အော်ကြီးကြောင်းသမင်းစားနေသောကိုအညာသားလေးပြပြသလဲထလိုက်ကထန်းရီကတော့ရတဲ့အကိုကြီးလားကြွက်ကြော်ကကုံသွားပြီဘာကွာကြွက်ကြော်ကုံပြီဟုတ်လားဖြီးကြွက်ကြော်မရရင် မင်းတဲမှာရှိတဲ့ကြက်ညီမကိုရိုက်ပြီးတော့ကြော်ပေးစံကွာမလုပ်ပါနဲ့ကိုကြီးလာရကြက်ညီမကြီးကဝုတ်နေတာအကောင်လေးတွေတော့မှပေါက်ခါနေပြီကိုညာသားကဖိုးဆန်ရွာသားလူမိုက်ငလာကို တောင်းတောင်းမမှန်ပြောနေပါလေမရဘူးကွာမင်္ဂလာအကြောင်းသိရဲ့နော်ဒါဆိုရင်ဒါပဲဟေ့ကောင်ခွေးတာ အညာသာဟိတ်ကောင်အညာသာငါဆရာပြောတဲ့အတိုင်းလုပ်ပြီးလိုက်ဟိတ်ကောင်ငလိုက်တပြည့်ဆံဝင်းကသခင်အားရကြုံပါဝါ၍ကိုညာသားကိုမန်မဲလိုက်ပြန်ပါလေဟိုပဲကြီးလုံးနဲ့ပဲခုနှစ်မြည်လိုက်ပါတော့ကိုကြီးလာရဲ့မနေ့မှကျွန်တော်လေကျွက်ကိုတေချာလေးကြော်ပြီးထားပါမယ်ဗျာမရဘူးဟိတ်ကောင် ်မင်းဒီနေ့ကြွက်ကြော်ကြော်မပေးရင်မင်းဆိုင်ကငါအကုန်ရိုက်ခွဲပြစ်မှာနော်မင်းငလှအကြောင်းသိပါရဲ့တကယ်မရှိတော့လို့ပါကိုကြီးလာရေကျွန်တော်တောင်းမှန်ပါရဲ့ကိုညာသားရဲ့အသံကတုံတုံရင်ရင်ဖြစ်နေပါရဲ့ကြာပါရဲ့ဆရာရေဒီကောင်းဆိုင်ကိုဖျက်ဆီးပလိုက်မယ်အေးဖျက်ပြေကွာအညာကနေလာပြီးတော့ ီကောင်ကလူဘဝနေရမင်းကြွက်ကြောကိုအလကားမစဘူးဟိဟိကောင်ဒီမှာတွေ့လားပိုက်စံမဟုတ်ရပါဘူးကိုကြီးလာရထမ်းရင်ရောက်တော့ကိုညာသားကရှိကိုမတာတောင်းပန်ပြောဆိုနေလေပါတယ်ကြားရကွာဖြက်ပြစံခွေးမသားဆိုင်ကိုဖိုးဆန်ရွာသားလူမိုက်ငလိုက်အမိန့်တန်ကြောင့်သူနဲ့အတူပါလာတော့ဆန့်ဝင် ဖိုးခွေတာကျော်တို့ကနှိစရာဒုံများကို ပြည့်၍ကောက်ရန်ထားလဲကြပါတယ်ဟဲ့ကောင်လေးပြန်ထိုင်စမ်းမင်းတို့ကငှရွာကိုလာပြီးတော့မိုက်ကြီးခွဲနေရလားရုပ်တရည်ကျဲလောင်စွာထွက်ပေါ်လာသောအသံကြောင့်လူမိုက်ငလာအသံကြားရစီတို့လက်ကြည့်လိုက်ပါတယ်ဟမ်ကိုကြီးပွေဟေကောဆံဝင်းတို့ ြန်ထိုင်နေကြစမ်းမင်းပထွေးလာနေပြီဟုငလာကစံဝင်းတို့ကိုတီးတိုးစွာ ပြောလိုက်လေပါ रे ဒီတက်ကအတန်ကတော်ငရင် ဖြစ်နေသူကလူမိုက်ငလာအေလိုရီမင်းတို့ဂျပွေးကြောင်သိရဲ့နော်တောင်ကလေးရွာလူမိုက်ကြီးဂျပွေးဤလက်တန်းကြောင်လူမိုက်ငလာလို့လူစုနှစ်ထဲနှရေးများပူတဲ့သွားလေပါ रे မင်းတို့ပြန်တော့ ငါရှေ့မှာကြာကြာနေမင်းတို့ကိုငါတတ်မိလိမ့်မယ်ဟုတ်ဟုတ်ကျွန်တော်တို့ပြန်มาတော့မယ်ခုနကနည်းနည်းမူးသွားလို့ပါကိုကြီးကြီးပွေဆယ်မစိုးပါနဲ့နော်အေးသွားတော့ကောင်းလေးမြငုတ်ကဆိုင်ငိုင်ဆိုင်ငိုင်နေမပြေရုံတမဲခြေလမ်းမြပြေထွက်သွားတော့ဖိုးဆန်ရွာရဲ့လူမက်ငလာတို့အုပ်စုကိုကြည်ပွေးပြုံးကကြည်နေပါတယ် တပေါင်းလိုက်ညနေခင်းကလွန်စွာตาရလှပနေပါ रे ကိုညာသားဤထန်းတော်နဲ့တွင် လူမကြီးကြပွေးနေသူ့ဤတငယ်ချင်းဖြစ်သူ ခွေးမဲတို့နှစ်ဦးသာညောင်သာရွာရှိဖျားပွဲသို့သွားရန်ပြောဆိုနေပါ रे မောင်ပွေညောင်သာရွာရဲ့ဖျားပွဲကို သွားကြမယ်ဟိကောင်ပွဲက၄ရက်တောင်ကျင်းပမှာတဲ့အာဝါဒီဝိုင်းနေရောပါတယ် ်ခွေးမအိစကားကိုနားတော်နေတဲ့ဂျစ်ဝေးကအဲ့ဒါဆိုရင် ခုညသွားကြမယ်လေအေးသွားမယ်အိမ်ပြန်ပြီးတော့ပိုက်ဆံတဲ့တမြောင်ပြန်ယူဦးမယ်ဟုတ်ခွေးမက ပြောဆိုကထွက်သွားလေပါလေနိုင်ဝက်ကအကြတွင်ခွေးမတယောက်လွယ်အိတ်တလုံးလွယ်ကဂျစ်ဝေးရှိရာသို့ပြန်ရောက်လာပါလေသွားမယ်မောင်ပွေအေးလက်ကြံဖြားလိုက်အောင်မေဒီလိုနဲ့ဂျစ်ဘိုးတို့နေရောက်တာ လက်ကစင်းရိုးများကိုနင်းလျှောက်ကညောင်သားရွာစီတို့ခြေလမ်းများကိုဥတီလိုက်ပါတယ်။သူတို့နှုတ်ဦးသားညောင်သားရွာဖရဲဘွယ်တို့ရောက်တော့ခါမှာည9နာရီပင် ရှိနေကြပြီ။ကြည်ပွေးနဲ့ခွေးမွေးတို့လည်းကြံ့ရည်ဆိုင်ကြံ့ရည်ကိုဗန်းပြ၍အရက်ရောင်းသောဆိုင်အတွင်းဝင်ကအရက်တလုံးမှာ၍ခွက်ပုံးတောက်ကအချိန်ပြုံးလျက်ရှိပါ रे ။ကဲခွေးမေတောက်လို့လဲပြီပြီ။ငါတို့ဂျင်ဝိုင်းမဲကိုသွားကြမယ်။ เออตั้วจ๋าเมเลยคุยแม่เดียวအတော်ပင်အရက်ရှင်တက်နေကြပြီဂျေဝိုးတို့နှစ်ဦးလည်းပွဲစည်းတန်းကိုဖြတ်ကအာဝါဒီဝိုင်းများရှိရသူထွက်လာခဲ့ကြပါ යි ပွဲကင်းအတွင်မှာတော့ပွဲကြည့်လာသည့်လူများအတော်ပင်ရောက်ရှိနေကဒိုးဝေလျက်ရှိနေပါ යි ဟေ့ကောခွေးမေဖြည်းဖြည်းလျှောက်ပါကွာမင်းမူးနေပြီလားဈေးတဲ့တွေကိုဝင်တိုးမိနေမယ် အေးစေးပါကြစ်ပွေးရငါမမူးသေးပါဘူးဟာခွေးမယ်လေကြစ်ပွေးကိုမမူးသေးကြောင်းညင်းဆိုပြီးတော့ပွဲစည်းတန်းတဲ့သူတိုးဝေဝင်ရောက်လျက်ရှိပါတယ်ဟေ့ကောငလာဟိုမှာကြစ်ပွေးမလားဖိုးစံရွာရဲ့လူမိုက်ငလာနေညောင်သားရရွာ လူမိုက်ထင်းဝင်းတို့သည်ပွဲစည်းတန်းထဲမှာကြစ်ပွေးကိုလမ်းမြင်လိုက်ပါတယ်ဟုတ်တယ်ငါတီကြစ်ပွေးကြီးဟာ ေးဒုနယ်တဲ့ရောက်နေရပဲကြည်ပွေးကြီးမကလို့ကြည်ပွေးကြီးပဲဖြစ်ဖြစ်ကွာဝိုက်ကြမယ်ဖြစ်ပါမလားငလိုက်အတန်ကတုံရင်နေပါတယ်ဖြစ်ပါတယ်မင်းသာနောက်ကလိုက်ခဲ့ငါကောင်နေနဲ့ငါကြည့်ရှင်းမယ်ညောင်သားရလူမိုက်ထင်ဝင်လေသူ့ဤမိုက်ကုံကိုထတ်တင်ရင်တို့နယ်တကြောနာမည်ကြီးနေသည့်ကြည်ပွေးကိုတတ်ရန်ကြံစီနေခြင်းဖြစ်ပါတယ် ဘိုးဆန်ရွာရဲ့လူမိုက်ငလကလည်းဖိုးတကအညာသားထန်းတော်တဲ့တွင် သူနဲ့သူ၏တပြည့်နှစ်ယောက်ကိုကြစ်ပွေးကနရင်ရိုက်ခဲ့သည်ကိုတတိရသွားကအန်ကိုကြိတ်လေချမေကွာကြစ်ပွေးခုညာကြစ်ပွေးနိုင်အောင်အပြတ်ချမေအေးအဲ့လိုစိတ်ဓာတ်ကိုကြိုက်တာ လာကွာငါတပည့်တွေကိုခေါ်လိုက်အောင်မေပြောပြောဆိုဆိုညောင်သားရွာလူမိုက်ငထီးက သူ၏တပြည့်များရှိရသောသောတစုံတစ်ခုကိုတီတူပြောဆိုနေပါ रे ခဏကြာသောအခါမှာလူမိုက်ငထင်းနှင့်သူ၏တပြည့်နေရောက်သည်ငကြီးတော်ဓာရှိများကိုပစိုးနှင့်ရစ်ပါကတဲဆောင်၏ငလထံသို့ပြန်လာလေပါ रे တော်မင်္ဂလာမဲမအတူပါသေးလားငထေးရမေးကိုငလကခေါင်းညီ၍သူ၏ခါကြ၌ထိုးလာသောဓမြောင်ကိုလစ်ပြလိုက်ပါ रे ကြည်ပွေးနှင့်ခွေးမွဲကတော့ ဂျင်ဝိုင်းတဝိုင်းတွင်ဝင်ရောက်ကဂျင်လောင်းနေလေပါ रे ဂျပွေးတို့ကိုလက်ဆဖြောင်းရန်လာသည် လူမိုက်ငလာတို့အုပ်စုကလည်းဂျပွေးတို့ရှိရာဂျင်ဝိုင်းအတွင်းသို့ဝင်ရောက်လာကြပါ रे ကဲထိုးတာကြတော့ပေါက်ကောင်ဖွင့်တော်မယ်ဂျင်ဝိုင်းတိုင်ဖြစ်သူကဂျင်သီးကိုလက်လိုက်ရုံးခွက်ပြေဂျင်သီးကိုအုပ်လိုက်ကထိုးသားများကိုငွေထိုးရန်စော်ဩနေပါ रे ရောပဲကွာထိုးလိုက်ခွေးမယ် ဂျဝိပြောစကားကြောင့်ခွေးမယ်လေငရှိမုံရှိရအကွက်ထဲသို့ပိုက်ဆံကိုပြစ်ထလိုက်ပါလေကဲကဲလက်ဆောင်တော့ပောက်ကောင်ဖွင့်မယ်ဂျင်သီးကိုအုပ်ထားသည်ယုံဝက်ကလေးကိုဖွင့်ရန်တခြားထိုးသားတူကလမ်းလိုက်ခြင်းခွေးမဲကိုငလာတို့လူစုထဲမှာဒီစုံတစ်ယောက်ကတွန်းလဲလိုက်ခြင်းဖြစ်ပါတယ်ဟိကောငလာမင်းဘာလုပ်တာလဲဂျပွေးရဲ့အတန်အော်အော်ကြီးက ဂျင်ဝိုင်းထဲမှာအတံများကိုဖုံးအုံသွားလေပါတယ်မတော်တဆတိတာ မင်းကဘာဖြစ်လို့လဲဂျေပွေဒါငါအပိုင်နော်ညောင်မရွာလူပိုက်ထင်းဝင်းကဂျေပွေကိုစူးစိုက်၍ကြည့်လိုက်ကသူ့ဤနေရာသို့လာ၍မကြင်ရန်ပြောဆိုနေပါတယ်မင်းအပိုင်မကတော့မင်းအဖေအပိုင်ဖြစ်နေလေကြည်ဝေးကဂရုမစိုက်ဘူးနော်ဟဲ့ကရုတ်တရက်တင်းမာလာတော့အခြေအနေများရောတခြားဂျင်လောင်းသူများသည် ကြည်ပွေးတို့ရှိရနေရမှာတခြားဘက်ဝိုင်များစဉ်တို့ရှောင်ထွက်သွားကြလေပါရဲ့ဆက်စုလို့ဒီလူနှုံးသုံးဦးသာကြည်ပွေးနေငါလာတော်ဤအခြေအနေများကိုဆက်လက်ကြည့်ရှုနေကြပါရဲ့ကြည်ပွေးဤဘက်တွင်မိုးနေသည်ခွေးမဲတူဦးရှိကငလာနေထင်းဝင်းတို့ဘက်တွင်နော်ဓာရှိကိုစီကလာသည်သူတို့ဤတပြည့်သုံးဦးရှိလေပါရဲ့အေးကယူးမဆိုင်တဲ့ကောင်ကိုကယူးဆိုင်တဲ့အောင် လုတ်ပြီးရသေးတာပေါ့ကွာပြောပြောဆိုဆိုထေးဝင်းကခါမှာဓမြောင်ကိုထုတ်ကာကိုင်းလိုက်ပါလေជីပွေးကလည်းလောအိတ်ထဲမှာဓာတ်ကိုထုတ်ကာကိုင်းလိုက်၍ခွေးမဲကိုနောက်သို့တွန်းပို့လိုက်လေပါလေလာကြစမ်းမင်းတို့တွေကတေးရဲတယ်ကောជីပွေးကမဆိုင်တဲ့သူအနာကို မကတ်ကြနဲ့စင်ခေါ်စကားကိုဆွလိုက်သည်ជីပွေးထံသို့ခဏတမြီဖြတ်မြီလုံနေသည်ထေးဝင်းနေငလာတော်မြည်သူမှာ မကရဲကြကြီးအချိန်ခဏအကြာတွင်ရုတ်ရဲထင်းဝင်းသည်ငလာကိုချစ်ပွေးရှိရာသို့ကျိုးပို့လိုက်ကသူ၏တပြည့်သုံးကိုမျက်စပြစ်ပြလိုက်ပါれချစ်ပွေးလည်းသူ့စီကိုဝင်လာသည်ငလာကိုဓားဖြင့်ချိုးလိုက်ကနောက်ထပ်ပြေးဝင်လာသည်ဓားရှိကိုကင်ထားသည်လူတယောက်ကို လူချင်းပူကထားလိုက်ပါれပြီးတော့ဓားဖြင့်ဆင့်ကဆင့်ကနှစ်ချက်ထိုး၍ထိုးလူကိုတခြားလူနှုတ်ဦးရှိရာသို့ တွန်းထုတ်လိုက်ပါတယ်ပထမဆုံးဓာတ်ရိုးခံရသူငှက်လာသည် သူ့ရိုင်ထဲတွင် အသက်ငင်းနေကြပြီဒုတိယအထူးခံသူကသူ့ဤဘက်ကိုလက်ဖြည့်အုပ်လေကြွေပွေးကိုကြောင်တော်ရကြည့်နေပါတယ်ကျန်တဲ့ဦးမှာကြွေပွေးထံသို့မဝင်ရမ်းသေးပဲနဲ့အခြေအနေကိုရကြည့်နေပါတယ်ဟေ့ကောင်ထေဝင် လာလေကွာဘာလဲမင်းကသွေးကြောင်နေရလားထေဝင်သည်သွေးများစီးကြနေသည့်တမျောင်ကိုကိုင်ကား သူ့ကိုစင်ခေါ်နေသည့်ဂျီပွေးထံသို့မဝင်ရဲပေမဲမလာရင်ငါလာသမှာနော်ဟေ့ကောင်ပြောပြောဆိုဆိုဂျီပွေးသည်ညောင်သာလူမိုက်ထင်းဝင်းရှိရသူပြေးဝင်သွားလဲပါတယ်ထို့အချိန်တွင်ထင်းဝင်းဤတပြေဓားကైလူမိုက်နှုတ်ကကြောင်ကြည့်နေရမှာအသည့်ပြန်ဝင်လာကဂျီပွေးဤကြောပြင်ကိုဓားဖြစ်ပိုင်းချလိုက်ပါတယ်အာဂျီပွေးလေတစ်ချက်တော့ညင်ညွေတွန့်သွားကား ခြေဝင်းရှိရသောခုံရီညရိုးကြသောဓမြောက်ကို တဆုံးထိုးသွင်းနိုင်လေပါ रे မဆိုင်နဲ့ကောင်မကတ်နဲ့ကြစ်ပွေးကွာအကုန်မသာဖြစ်ကုန်ပဲထင်းဝင်ကိုဓာပြည်ထိုးထားလေအော်ခဲ့လိုက်သည့်ကြစ်ပွေးရဲ့အတန်ကပွဲကင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်ဟုပင် ထင်ရလေပါ रे ထိုးကြောင်းရများကိုပြောပြနေသောစာရေးသူ၏တငယ်ချင်းသည်မော်သွားဟန်ပြင်ပြောလင်းဆက်စကားကိုခဏရလိုက်လေပါ रे ဆိုင်သူကလည်းသိကျင်စောပြီးအဲ့ဒါဆိုရင်ဦးကြည်ဝေကဒါနဲ့အခုတ်ခံလို့တည်သွားပြီပေါ့ဟုမေးလိုက်လေပါရဲ့သူအချိန်တွင်ဖုန်းကြီးကျောင်းသားလေးတယောက်ကြီးစောတော်မျိုးဟူသည့်နိဗ္ဗာန်သောအတန်လေးကိုကြားလျရလေပါရဲ့ဆိုင်သူကျွန်တော်ဤတငယ်ချင်းကရုတ်တရက်ထလိုက်ကကျွန်တော်ဟာမင်းဦးကြည်ဝေကိုကြည့်မလားဦးကြည်ဝေမသေးသေးဘူးဟုပြောလိုက်လေပါရဲ့ကျွန်တော်လည်းအံ့ဩသွားကား ေးကြည့်မယ်ငါ့ကိုတော့မနှောက်နဲ့နော်ဟုတ်ပြန်ပြောလိုက်ပါတယ်တငယ်ချင်းဖြစ်သူကကျွန်ုပ်ကိုခေါ်လေသူ့အိမ်ချင်းဝသူထွက်လိုက်ကစွန်းကကြွချီလာသည်တက်တော်ခုနဲ့ဆက်ရွေးဖုန်းတော်ကြီးတူဦးကိုလက်ညှိုးထိုးပြရင်အဲ့ဒါမင်းကငါပြောပြတဲ့လူမကြီးဦးကျွေးဆိုတာပဲအခုတော့လူဟုကိုစွန့်ပြီးတော့တာရဏပေါင်လေးကိုဝင်တာငါတသက်ရှိပြီ ငါအဖေကပြောပြလို့လေငါလည်းသိရတာပဲဟုတ်တငယ်ချင်းဖြစ်သူကကျွန်တော်အားရှင်းပြလေပါတယ်ကျွန်တော်လည်းတင်းငင်စွာရှောင်းလန်း၍စွန်းငံကြွလာတဲ့တချင်ကလူမိုက်ကြီးဦးကြည့်ပွေကဦးပညာနာလက်ခုပ်ချီလေးရက်ငေးကြည့်နေမိပါတော့လူမိုက်ကြီးဦးကြည့်ပွေသည်ငလားသေးဝင်းနေသေးဝင်းတပြည့်နှစ်ဦးအားတတ်မှုပြီတာယာဝရီအချင်းထောင်တိုင်းထောင်တန်းဆယ်နှစ်ကြာခံခဲ့ရတော့လဲ အရေးချိန်ကတရားဥပဒေစိုးမိုးရင်ညော့နေနေသည့်အချိန်ဖြစ်သည်ပြီထောင်ထဲ၌နေ၍ပြစ်မှုကြွေးကိုချွေးပြစ်ဆက်ကငါးနှစ်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်ထို့နောက်ဥပဇင်းဟုကအေးစစ်စွာနေထိုင်သွားပါတော့၏ဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီမှာတွင် ပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာအစောဒီနာတော်ဆင်အားပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာအားလုံးပဲနောက်ဖီရီမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ